်မင်္ဂလာပါရှင်ကျွန်မကတော့ချူချူဆက်မဒီဗီဗီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကို တင်ဆက်ပေးပါရမယ်တနင်္သာရီမြို့နယ်ထဲကတိတ်ခွန်းရွာရှေ့တန်းဆင်မနာပြေမှာအခုနှစ်အတွင်းကင်းအမျိုးသားစီယုံ KNU တက်မဟာလေ KNL တက်ရင်စီဘက်ပြောင်းခုလုံလာတဲ့စစ်ကောင်စီတပ်သား42ယောက်ရှိခဲ့တယ်လို့ KNU တက်မဟာလေကတစင်သိရပါဗျ ဲ့ဒီအထဲက6ယောက်ကိုတော့ဌာနငံထဲကိုပို့ဆောင်ပေးခဲ့ပြီးကျန်တဲ့36ယောက်ထဲကတချို့ကစစ်တပ်ကိုပြည်လဲတက်ခိုက်နေကြပြီးတချို့ကစိုက်ပျော်ရေးမွေးမြူရေးဘက်မှကူညီနေကြတယ်လို့ဆိုပါရယ်အဲ့ဒီဘက်ပြောင်ခလုံလာသူထဲကတချို့ကအတင်းအဓမ္မတက်သားစုဆောင်ခက်ခဲရတာဖြစ်ပြီးတက်ထဲမှလည်းအဲ့ဒီတက်သားတွေကိုအကာအကွယ်ယူပြီးစစ်ကြောင်းထိုးတာတန်းနီခေါ်စစ်သားကြီးတွေကအနိုင်ကျင့်မှုတွေရှိတာကြောင့်အခုလိုဘက်ပြောင်လာခဲ့ရတာလို့လဲထိုင်းနိုင်ငံရင်နောက်အချုပ်ထောင်ကနေ မြန်မာနိုင်ငံကို ပြန်ပို့ခရတဲ့အချိန်မှာစစ်မှုထံအဖြစ်ဆူဆောင်းခံခဲ့ရသူတယောက်ကပြောပါရရှင်။နေအိမ်မှာကြက်လာခိုးတဲ့အမျိုးသားတအူးကိုရိုက်နှက်တပ်ဖြတ်တဲ့တောင်ကြီးမျိုးကပြီးသုံးလုံးပါတီပြည်နယ်လွှတ်တော်ကိုစလေလောင်းဦးဆိုင်ရွှေထီနဲ့တားဖြစ်သူဆိုင်းကျော်စိုးမိုးတို့ကိုမနေ့နေ့လယ်ကစစ်တပ်လက်အောက်ခံရဲတွေကဖမ်းဆီးလိုက်တယ်လို့မြို့ကန်တွေစီကနေသိရပါဗျ။ နိုဝင်ဘာလ9ရက်မနက်2နာရီခွဲကတောင်ကြီးမြို့နယ်ရက်ကွက်တဲ့နေမြင့်နှစ်မှနေထိုင်တဲ့ဦးဆိုင်ထွန်းစာဆိုသူမျိုးသားတယောက်ကဦးဆိုင်ရွှေထီ channel ကချက်ကိုဝင်ခုတ်ခဲ့ရမှာသားဖားနှစ်ယောက်ကဒုတ်တွေနဲ့ဝိုင်းရိုက်ရာကနေတိစုံသွားတာလို့မြို့ကန်တယောက်က ပြောပါတယ်ဦးဆိုင်ရွှေထီနဲ့ဆိုင်းကျော်စုံမိုးတို့နှစ်ယောက်ကိုအေးတရာနေမြေရဲစခန်းကဖမ်းဆီးပြီး ပအမှတ်87မြင်းဆောင်2025ပုံမှန်300မြင်းဆောင်134နဲ့အမှုဖွင့်အရေးယူထားတယ်လို့အုတ်ချိုရည်နဲ့နေဆက်တဲ့သတင်းရေးမြစ်ကပြောပါရယ်စေအုပ်စုကကျင်းပမဲ့ရွေးကောက်ပွဲမှာဦးဆိုင်ရွှေထီကအချိုးကျ PR စနစ်နဲ့ရွေးကောက်မဲ့ပြည်နယ်လွှတ်တော်မေဆနာနဲ့အမှတ်1မှာပြည်သူ့ရှေ့ဆောင် PPP ပါတီကနေဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းဖြစ်ပါရယ်ရှင် ကရင်ပြည်နယ်မြောက်မြို့တောင်ဘက်ဝလီလမ်းမိုက်မှာဆုံးရှုံးထားတဲ့ဒက်စကန်တွေကိုပြန်လည်ရယူဖို့ဝေရင်နဲ့နေပြည်တော်ကရယူပြီးစစ်ကောင်စီစစ်ကြောင်းတွေထိုးပေါက်ဝင်ရောက်နေတာကြောင့်တိုက်ပွဲတွေမြင့်ထန်နေပါတယ်။အော်တိုဘား25ရက်နေ့ကစပြီးနိုဝင်ဘာလ10ရက်နေ့ထိလေးကိကောဒေတာရသိကူလေးကောရေတကွန်ကျော်ဝါဘိုးတောင်ကျောကိုထိုးပေါက်ဝင်ရောက်လာတာကြောင့်ကဲလန်လီပူပေါင်းစစ်ကြောင်းတွေကပိတ်ဆို့တိုက်ခတ်ခဲ့တဲ့အတွက်စစ်တပ်ဘက်ကဒီကဲတေဆုံးမှုများပြားခဲ့တဲ့အပြင်နေနဲ့ခင်အများပြားတင်းစီခံခဲ့ရပါတယ်။ ဟိုတူတူတင်နေတက်လာတဲ့အချိန်ကြီးရတော့တက်တက်လာနေတဲ့အချိန်ကြီးရတော့သူဖြူလိုက်တာကြီးပဲပေါ့ဗျာလက်တလုံးမှာတော့သူကအခုကတူတူလုံးတဲ့တူလုံးတဲ့နေစင်းတွေကသူ့ရာရာတော့ပြေးရှုံးပြီးတော့တရုံးကတယောက်ရာရာနေရောရာရာကိုသူကလွှဲယူနေတာလေရေးရေးရှိရေးရှိမှာဟိုအဲအားဖြုံးနိုင်မှုအပေါ်နေပြီးတော့အဲလိုရှိနေဝါလေးသူတလန်းကြီးတလန်းကြီး ်တယ်လက်စပစီလည်းနဲ့အတုံးနဲ့လေးရင်တုံးနဲ့အခုမနေ့ကလည်းတော့ဆောင်နေရစတဲ့အတလီုံတညာလုံးအလုံးတို့တုံးနေတော့ရှိကောမရှင်တက်ကမြောက်ပြည်ဦးလေးလမ်းမိုင်းကိုစစ်ကြောင်းထိုးတာလက်နဲ့ကြည်ရန်တန်းပြစ်ခတ်တာအပြင်လေချောင်းရင်ကိုစိုးရိမ်ပြီးလေကေကော်မင်းလက်ပန်ဘလူးရသိကူထီးမဲဝါခီစတဲ့ကြီးရာကထောင်နဲ့ကြီးတဲ့ဒေသခံပြည်သူတွေအောင်တောင်းရင်တစ်ဖက်ကန်း ဟန်နင်ငယ်ဘက်နဲ့၄၀အားပြီးမှထွက်ပြစ်သိမ်းရှောင်နေရပါတယ်။လက်ရှိမှာစစ်ရှောင်ပြည်သူတွေဟာအစင်ပြောင်းနေထိုင်နေရပြီးစစ်ကောင်စီစစ်ကြောင်းတွေမရောက်လာနိုင်အောင်တော်လိုင်းတက်တွေကကာကွယ်ပေးထားတယ်လို့စစ်ရှောင်တွေကပြောပါတယ်။ဒီလိုပဲပေါ့အဆင်ပြေလို့နေကြတာအခုရွာသားတွေအဲ့ဒီမှာပဲကမ်းနားမှာပဲနေကြတယ်ရွာဟိုဘာလဲရှစ်ဆောင်နေလဲအဲ့ဒီမှာပဲဆိုတော့ ဒီဘက်လာဘောတော့မသိဘူးလေသူတို့ရောက်လာမလားမရောက်လာတော့ကိုလည်းမသိဘူးလာတယ်တော့တမျိုးစီစဉ်ရမှာပေါ့ဒီဘက်မှာလည်းဟိုဟိုဗာလဲလှုပ်ချုပ်ရေးတွေရှိတယ်ဆိုတော့ဟိုဘက်ကအဲ့ဒီဘက်ရောက်မလာဘူးထင်တာပဲသူတို့ကာကွယ်နေတာပဲဆိုတော့ဒီဘက်လာရောက်လာရင်တော့ဟိုဘက်ကကူရမှာပေါ့ဖိုက်ဘက်ကကူရမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့်ထွက်ပြေးသွင်းရှောင်လာတဲ့ဆစ်ဆောင်ပြည်သူတွေဟာအော်တိုဘလနောက်ဆုံးဘက်ကစားပြီးမိုးရွာသွင်းခဲ့တာကြောင့်ဆစ်ဆောင်စခန်းတွေမှာတာလီဘန်နဲ့မိုးကာတွေလုံလောက်မှုမရှိတဲ့အတွက်ခက်ခဲနေနေရင်ဆိုင်နေရပါတယ်။ဒါအပြင်စားတော့ရေးမှလည်းလုံလောက်မှုမရှိတာကြောင့်အလူရှင်တွေကိုအားကိုးနေရတယ်လို့ဆစ်ဆောင်ရေးကူညီပေးနေသူတွေကပြောပါတယ်။ကျွန်တော်အောင်ခံပါ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ SAF နဲ့အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ RSF ကြားဒါဖာနဲ့ကော်ဒိုဖန်ပြည်နယ်တခြားတိုက်ပွဲတွေပိုပြင်းထန်လာလို့ဆူဒန်နိုင်ငံမြောက်ဒါဖာပြည်နယ်ရဲ့မြို့တော် El Fasha ကနေမကြသေးမီရက်တွေအတွင်းလူထောင်မများစွာထွက်ပြေးခဲ့ကြပါတယ်။မြောက်ကော်ဒိုဖန်ပြည်နယ်ကဘာရာနဲ့အယ်ဖာရှာအပါဝင်မဟာပြူဟာကျတဲ့မြို့အတော်များများကို RSF ကပြန်သိမ်းပိုက်ပြီးတဲ့နောက်အခုလိုအစုလိုက်ပြည်တွင်းရွှေ့ပြောင်းတဲ့ဖြစ်ရပ်ပေါ်ပေါက်ခဲ့တာပါ အော်တိုဘားလာ26ရက်မှာမြို့ကျရှုံပြီးကတည်းကအဖာရှာနဲ့အနီတဝိုက်ဒေသတွေကလူပေါင်း9000တထောင်နီးပါးထွက်ပြေးခဲ့ကြပြီးအများစုက ကီလိုမီတာ40အကွာတာဝီလာမြို့ကလူဦးရေထူထပ်တဲ့စခန်းတွေစီထွက်ပြေးခဲ့ကြတယ်လို့နိုင်ငံတကာရွှေ့ပြောင်းနေထိုင်မှုအဖွဲ့အစည်းကဖော်ပြခဲ့ပါတယ်။လက်တလျှောက်မှာ အစုလိုက်အပြုံလိုက်ကွပ်မျက်ခြင်းညှဉ်းပန်းနှိပ်စက်ခြင်းရိုက်နှက်ခြင်းနဲ့လိမ်မိုင်းဆာယာအကြံဖတ်မှုတွေဖြစ်ခဲ့တဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အရှင်အတိုင်းဝိုင်းတွေဟာလည်းအကြက်တဲကြုံတွေ့နေရပြီးရောက်လာသူအစ်စ်တွေအတွက်အစားအစာဆေးဝါးနဲ့နေစရာအလုံးလောက်ထောက်ပံ့ပေးဖို့ရုံးကပ်နေရပါတယ်ရှင်။ဘူရီပက်နဲ့ဒုံကြည်သူတေသနာနဲ့တိဆောက်သူတွေကိုရုရှားသမ္မတပူတင်ကဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။ရုရှားနိုင်ငံဟာမဟာဗျူဟာမြောက်လက်နက်တွေဖြစ်တဲ့ညူဆွင့်သုံးပူရီဘနစ်ခရုစ်ဒုံးကျည်နဲ့ ပူဆိုင်တဲ့နျူကလ িয়ার ဆွမ်းအင်သုံးတိုပီဒိုတို့ကိုသူတေသနာနဲ့တိဆောက်သူတွေကိုချီးမြှင့်ခဲ့တာလို့ရုရှားကနိုဝင်ဘာလ၄ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ဖော်ပြထားတဲ့ဗီဒီယိုဖိုင်ထဲမှာပူတင် မိခုံပြောတာကိုပဲဖော်ပြထားပြီးစူလက်ခံတဲ့ပုံတွေတော့မပါဘူးလို့ရိုက်တာကဖော်ပြပါတယ်။ဒီလက်နက်တွေဟာရုရှားနိုင်ငံရဲ့မဟာဗျူဟာမြောက်ခင်မီတဲ့လက်နက်တွေဖြစ်ပြီးထောက်လုပ်တဲ့သူတွေကိုကျေးဇူးတင်ကြောင်းပူတင်ကပြောခဲ့တာပါရုရှားရဲ့ပြောကြားချက်အရ 9M730 ပူရီဘက်နစ်ဒုံကြီးဟာနေတိုးရဲ့ SSC X9 လေကြောင်းကောက်ွယ်စနစ်တွေကိုချုပ်ဖြတ်နိုင်ပြီးတားဆီးလို့မရတဲ့လက်နက်ဖြစ်တယ်လို့ဆိုပါတယ်ဒီလက်နက်တွေဟာအကွာဝေးအကန့်အသတ်မရှိသွားနိုင်ပြီးခက်မှန်ရခက်ခဲတယ်လို့လည်းဆိုပါတယ်ရုရှားနိုင်ငံဟာ2018ခုနှစ်က 9M730 ပူရီပက်နစ်ဒုံးကြီးတွေကို ပထမဆုံးကြီးညာခဲ့ရဖြစ်ပြီးအမေရိကန်ရဲ့ဒုံးခွေစနစ်တွေကိုကာကွယ်ဖို့တီထွင်မှုတစ်ခုလို့ပူတင်ကပြောပါရယ်အမေရိကန်ဟာ2000ခုနှစ်က1982ခုနှစ်ဘီလစ်စနစ်ဒုံးခွေစနစ်တွေကာကွယ်ရေးစာချုပ်ကနေတစ်ဖက်သက်နှုတ်ထွက်ခဲ့တာဖြစ်ပြီးနေတိုးမဟာမိတ်အဖွဲ့တွေကိုဒုံးခွေစနစ်တက်ဆင်ပေးခဲ့တာဖြစ်ပါရယ်ရှင် ဒီပီပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆန်ပါရှင်